ဒေါ်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမနစခုစစ်ပြုပါဒီဝါတောင်ကန်ရေဘော့အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တမတ်1 PDF တောင်ကန်ဖြစ်လဲတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများကြီးပြတ်နေတဲ့သတင်းလေးတစ်ခုပေါ့နော်အဲဒါကလည်းစစ်ကောင်စီလော်ဘီသတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာဖြန့်ထားတဲ့အဲသတင်းတွေပေါ့ အဓိကတော့ဒီကြိုက်ချီကိုဖျားဖူးလာတဲ့ဖျားဖူးပြည်သူတွေကို PDF တွေဖန်ဆီးတဲ့ဆိုတော့မဟုတ်မှန်တဲ့မဟာမန်တဲ့ဒင်းလေးကိုအဒီအတွက်ကျွန်တော်ပြန်ပြေရှင်းမှာဖြစ်ပါတယ်ကျွန်တော်25ရက်နေ့မှာပေါ့25ရက်၄လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ပီစောတီတွေပါလာတဲ့ကားအဲ့ဒီကားတွေကကျွန်တော်တို့တွေကြိုက်သူမြို့နယ်ကေမွန်ကျောင်းကျေးရွာ กระดချောင်းကြီးတကူမှာရှိနေတယ်กระดချောင်းပေါ့เนาะกระดချောင်းမှာရှိနေတယ်ဆိုတာသိရတာပေါ့เนาะအဲတရင်အဲရတယ်ပေါ့အဲ့ဒီတရင်ရကျွန်တော်တို့ရောက်ခန်းစီတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့เนาะပြီးသူဟိုပြီးစောတိခေါင်းဆောင်အပါဝင်ပေါ့เนาะဒီစောတိအဲချို့ပေါ့เนาะကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရရဲ့အတွက်တို့ကမိသားစုတွေပါလာတယ်အဲသူရဲ့မိသားစုတွေမှာခလေးတွေရောသူတို့ရဲ့မိန်းမတွေပေါ့နော်အာအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံခြုံရေးကျွန်တော်ခေါ်ရတာပေါ့နော် အာသူ့လုံချုံရေးကိုလုံချုံရေးပေါ့တကယ်တော့ကျွန်တော်အချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လုလို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘယ်သူကပြည်စောတိအာဘယ်သူကမိသားစုဝင်ဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ဖွဲ့ဆောင်လာတာဖြစ်တယ်အဲကျွန်တော်လုံချုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စီပေါ်ပေါက်ချက်တွေရပြည်စောတိကအာခေါင်းဆောင်လိုက်မင်းပေါ့နော်အဲဒီပြည်စောတိခေါင်းဆောင်လိုက်မင်းအဲဟိုညောင်လေးပင်ရပေါ့အာသူပါဝင်၅ဦးပေါ့နော်အာသူစနီးနဲ့ သဇနီမယမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်တာပေါ့နော်ဂျန်နယ်မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို18ရက်4လ2025ရဲ့နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလုမြောက်လိုက်ပြီးလုလုပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလုံခြုံစွာကျွန်တော်တို့တွေကနေအဲလုမြောက်သွားပြီးဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ ဆိုင်တဲ့ပြည်သူတိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်သူတိဝင်တွေမဟုတ်ပါဘူး။ဒါကျွန်တော်တို့နေတော့ပြည်သူလို့သတ်မှတ်တယ်။အပြည့်ရှိသူတော့အပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်စေးဖော်ထုတ်အရေးယူတော့မှဖြစ်တာပါနော်။အဲဒါတော့လည်းကျွန်တော်ပြည်သူလူထုကိုချက်ပြတ်ခြင်းဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတော့ခုနဆောစောပြောလို့ပေါ့။အဲဘယ်သူကလူငယ်တွေပါတယ်လေ။အဲပြည်သူအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်အဲပြည့်တဲ့အရကျွန်တော်ရင်းစောဆွဲထုတ်ပြီးတော့စစ်စေးတယ်။အဲ့ထဲမှာမှပြည်သူတိဆိုတာငါ့ဥပေါ်ထွက်လာတာပေါ့နော်။အဲကျန်တဲ့ခါကျတော့ကျွန်တော်ကိုကျန်လို့လိုက်ပါပြီ။ အဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ယူရချက်က ကျွန်တော်လှုပ်လိုက်တို့လှုပ်လိုက်လို့တော့စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တစ်ခုခုအန်တီပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်လိုက်မှာလို့လေအဲစိုးရင်တော့ဗောနော်ဒါမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသူ့လိုသူ့လိုပြည်သူတွေအနေနဲ့သူ့လိုသူ့လိုဟိုအမြင်မျိုးတွေမြင်သွားမှာလို့ကျွန်တော်မလိုလားဘူးဒါကြောင့်မို့ကျွန်တော်တို့ ဲခဏတခါထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျေးဇူးဆက်ကျေးဇူးဆက်ရှောက်ပြီးမှကျွန်တော်တို့ပြန်လည်လွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်လည်လွတ်ပြေးလိုက်ဖြစ်တာပါเนาะအဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းသောလှိုင်မင်းနောက်တော့မဲကြီးအာကျော်ဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦးအနောက်တော့အပတ်တပါနော်အပတ်တဆိုတော့ကျွန်တော်တို့အကျန်းဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမ်းမနေနေဖွဲ့သိန်းသေး အဲတိုင်းတီသူတို့၅ရောက်နေအဲလိုင်မင်းရဲ့မြို့သမီးမှတ်ရမင်းတို့ကိုတော့လက်ရှိကျွန်တော်တို့အာပေါ်လီစစ်ရှိဒီရရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်လာတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့အပြည်သူလူထုတွေကိုကျွန်တော်တို့မကြခင်မှာအာရှင်းရှင်းလင်းလင်းဖွင့်ဖွင့်လင်းလင်းကျွန်တော်ချက်ပြတ်มาဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကို ဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖန်စီခေါ်ဆောင်သွားတယ်ဆိုတော့တည်င်းမဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဟိုပုံပုံလေးလေးနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာပြည်သူလူအားလုံးကိုစိတ်ကိုလေးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ